မင်္ဂလာပါရှင်လွတ်လပ်သောမွန်တရဲအေဂျင်စီအင်မနာရဲ့ Sunday News သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။တပတ်တွင်ထူခြားတဲ့မြန်မာသတင်း၊ပိုင်းသားဒေတာကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးကျမတို့အင်မနာ Sunday News အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်။အခုတပတ်အစီအစဉ်အတွက်ကောက်နှုတ်ရွေးချက်ထားတဲ့သတင်းတွေကတော့2025မွန်အမျိုးသားကွန်ဖရင့်ကိုမွန်မြိုင်မြို့မှာကျင်းပဖို့အစီအစဉ်နေတဲ့ကြောင့်ကော်ပိုရိတ်ဘက်စစ်ကောင်စီအင်အားဖြည့်တင်ထားပြီးခုခံတိုက်ခိုက်နေတဲ့အခြေအနေမြို့ကပွဲမှာထွက်ပေါ်လာတဲ့အစိုးရအား နိုင်ငံတော်တာဝန်ထွက်အပ်သွားမယ်လို့မြောက်လိုင်းပြောကြားခဲ့တဲ့တဲ့အခြားထူးခြားတဲ့အာဆီယံတဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ဟုတ်ကဲ့ကျွန်မနှွန်သေးပါခုပထမဆုံးပြောပြပေးမယ့်တရင်ကတော့မွန်ပြည်သက်ပါတီကဥဆောင်မဲ့2025ခုနှစ်မော်မျိုးသားကွန်ဖရင့်ကိုလာမယ့်ဧပြီလ2ရက်နေ့ကနေ9ရက်နေ့အထိမော်လမြိုင်မြို့ဈေးကျုပ်ရက်ွက် ရမ်မြနီကာယဓာတုမာလာဖုန်ကြီးကျောင်းမှာကျင်းပသွားမယ်လို့သိရပါဗျာ။ မော်မျိုးသားသွေးစည်းညီညွတ်မှုတည်ဆောက်ဖို့ရေးဆွဲထားတဲ့ဖရယ်ပြည်တော်စုအခြေခံမူနဲ့ဖရယ်ပြည်တော်စုနဲ့ကိုင်းညီတဲ့ရမညာမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုပြန်လည်ဆွေးနွေးသုံးသပ်ပြီးအတည်ပြုနိုင်ဖို့မော်မျိုးသားကွန်ဖရင့်ပြည်မြောက်ရေးကော်မတီတွေကစီစဉ်ထားပါတယ်။ဒီကွန်ဖရင့်မှာမော်ပြည်သက်ပါတီ၊မွန်နေငယ်ရဲ့ပါတီတွေ၊မော်ရက်ဘက်အဖွဲ့အစည်းတွေ၊မွန်တန်ကာတော်နဲ့အခြားဖက်ကြားတဲ့အဖွဲ့အစည်းလူပုဂ္ဂိုလ်များမှကိုယ်စားလှယ်များစုစုပေါင်း250နီးပါးတက်ရောက်နိုင်ဖို့ဖိတ်ကြားထားတာပါ။မွန်ပြည်သက်ပါတီထိန်းချုပ်ရာနယ်မြေတွေမှာပဲကျင်းပလေ ေးရှိတဲ့ဒီမိုမျိုးသားကွန်ဖရစ်ကို2023ခုနှစ်သမ္မတဦးသိန်းစိတ်အစိုးရလက်ထက်ကမိုမျိုးသားရေးရဖွဲ MAU UCB မော်လမြိုင်မြို့ပြည်နယ်ခမ်းမမှာတကြိမ်ကျင်းပထားပြီးဖြစ်ပါတယ်အခုတပံမော်လမြိုင်မြို့မှာပြန်လည်ကျင်းပမဲ့2025မွန်အမျိုးသားကွန်ဖရင့်မှာစစ်ကောင်စီအတိမတ်ပြုမွန်နိုင်ငံရေးအားစုနဲ့အဖွဲ့အစည်းတွေလောက်ပဲတက်ရောက်နိုင်မှာဖြစ်ပြီးစစ်ကောင်စီကိုစက်ကျင်ဒေါ်လာနေတဲ့မွန်နိုင်ငံရေးအားစုနဲ့အဖွဲ့အစည်းတွေပါဝင်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့ကိုတင်ပိုက်နိုင်ဖို့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNA နဲ့ကျော်လင်းမျိုးပေါင်းတပ်ဖွဲ့တို့ကပြင်းထန်တိုက်ပွဲဖော်ဆောင်နေတဲ့အတွက်စစ်ကောင်စီဘက်ကအင်အားထောင်နေချီဖြစ်တင်ထားပြီးခုခံတိုက်ခိုက်နေပါတယ်။ စစ်အောင်စီဟာကော်ဂရိတ်မြို့တွေကိုအင်အားဖြည့်တင်ထားတဲ့ပြင်အနီးနားသဝရှိကျေးရွာတွေကိုလည်းကင်းမုံဝတ်ချထားပြီးကော်ဂရိတ်မြို့တွေကိုဒေါ်လာပေါင်သက်တွေဝင်ရောက်မတိုက်ခိုက်နိုင်အောင်ခုခံတိုက်ခိုက်နေတဲ့အတွက်နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။လက်ရှိမှာကော်ဂရိတ်မြို့နီးတတန်ကူကျေးရွာမှာတိုက်ပွဲပြင်းထန်နေပြီးကော်နွယ်ရွာတစ်ကုံစားတဲ့ကျေးရွာတွေနဲ့အာရှလမ်းမကြီးနဲ့ဆက်ဆက်နေရာတွေမှာတိုက်ပွဲကြီးတိုက်ပွဲငယ်ဖြစ်ပေါ်နေပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကကော်ဂရိတ်မြို့ကိုကရင်မြို့သားလူမျိုးရေးတမတော် KNA အပါအဝင်ဒေါ်လာပေါင်သက်တို့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ဲ့ပေမဲ့လည်းစစ်ကောင်စီကလေကြောင်းပစ်ခုမှုနဲ့ထိုးစစ်ဆင်လာတာကြောင့်ကော့ကရိတ်မျိုးကိုဒေါ်လာဟင်းပူပေါင်းတပ်ဖွဲ့တို့ကပြန်လည်လက်လွတ်ခဲ့ရပါတယ်။စစ်ကောင်စီဘက်ကကော့ကရိတ်မျိုးနဲ့အနီးနားသဝရှိကျေးရွာတွေကိုလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေဇာတိုက်လုံးဆောင်နေတဲ့အတွက်ပြည်မဲ့ပြည်သူတို့ဒီခိုက်တေဆုံးမှုလည်းဇာတိုက်ရှိနေခဲ့ပါတယ်ရှင်။ နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့စစ်ကောင်စီအဖွဲ့မှပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးထွက်ပေါ်လာတဲ့အဆိုရကိုနိုင်ငံတော်တာဝန်လွှတ်အပ်ပေးမယ်လို့မလ19ရက်နေ့မှာကြာရောက်ခဲ့တဲ့52မြောက်မူပြည်နယ်နှစ်အတွက်ပေးပို့တဲ့တာဝန်လွှတ်မှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကပြောကြားခဲ့ပါတယ်။ စစ်ကောင်စီအဖွဲ့အနေနဲ့ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့စစ်မှန်ရွယ်စည်းကမ်းပြေဝသည့်ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်ရေးအတွက်နီလန်ကျမှန်ကန်မှုရှိတဲ့အတွေ့အကြုံရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးတသက်ထန်ချမှတ်ဆောင်ရွက်လျက်ရှိနေပါတယ်။အဲ့ဒီရွေးကောက်ပွဲကနေထွက်ပေါ်လာတဲ့အဆိုရကိုနိုင်ငံတော်တာဝန်လွှတ်အပ်ပေးမှဖြစ်တဲ့ကြောင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်မွန်တိုင်းဒေသအပါဝင်ပြည်သူအလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးဖို့ကလည်းစစ်ကောင်ဆောင်ကတိုက်တွန်းထားပါတယ်။အခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလ တွေရွေးကောက်ပွဲကျင်းပသွားဖို့စီစဉ်ထားတယ်လို့ပိုချုပ်မူကြီးမြောင်လှိုင်ကမလ9ရက်နေ့ဘလာရုခီးစင်အတွင်ပြောကြားခဲ့ပါတယ်။စစ်ကောက်စီအဖွဲ့ကနေပြုလုပ်တဲ့ရွေးကောက်ပွဲကိုအယုံအကြည်မရှိတဲ့ပြင်အာဏာသိမ်းလေးနှစ်သာကာလအတွင်း9ကြိမ်အထိအရေးပေါ်ကာလတက်တန်တိုးနေတဲ့စစ်ကောင်ဆောင်ရဲ့စကားကိုအယုံအကြည်မရှိကြောင်းမိုးလူငယ်တအူးကဆိုပါတယ်။ ဒါပြင်စစ်ကောင်ဆောင်ရဲ့တမွန်လွှာမှာယနေ့ဖြစ်ပေါ်နေတဲ့လက်နက်ကင်တိုက်ပွဲတွေအတွင်းပါဝင်လို့ဆောင်နေတဲ့တိုင်းရင်းသားလက်နက်ကင်များနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများနိုင်ငံတော် NDA ကြားရောက်တဲ့အလို့ရက်တွေကိုရက်သက်ပေးဖို့ကိုလည်းဖော်ပြထားပါသေးတယ်ရှင်။ဆလဘီအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းဖူကန်မှာမြန်မာကျောင်းသားတွေအတွက်ဖွင့်လှစ်ထားတဲ့အခမဲ့စာသင်ကျောင်း Good Shepherd Phuket Town Foundation ကိုရက်နာဖို့ထိုင်းအနာပိုင်းတွင်ညွှန်ကြားခဲ့ကြောင်းထိုင်းတရင်ဌာနတွင်မှဖော်ပြထားပါသည် ဖူကက်မြို့ရဲ့ငားလုံးငယ်အတန်းဝိုင်းကမြန်မာရှေ့ပြောင်းအလို့သမားတွေရဲ့စာဝန်တွေရဲ့ရုံးကန်ပုံနဲ့ကလေးငယ်တွေရဲ့အခမဲ့ပညာရေးအကြောင်းတွေကို Right with Gabi Channel မှာ YouTuber တို့ကဗီဒီယိုထဲမှာထပ်တွင်တင်ဆက်ခဲ့တာကြောင့်လူဝင်မှုကြီးကြပ်ရေးပြဿနာအလို့သမားရေးရနဲ့အဲ့ဒေတာကလူမှုရေးပြဿနာတွေဖြစ်ပေါ်စေခဲ့ပါတယ်။စာတင်ကြောင်းနဲ့ပတ်သက်ပြီးတော့မလ18ရက်နေ့မှာဖူကက်အာနာပိုင်တွေကသတင်းစာရှင်းလင်းပွဲတွေပြုလုပ်ခဲ့ပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ဆေးတဲ့ကထိုင်းစိုးရချမ်းမှာမှတ်ပုံတင်ထားခြင်းမရှိ တာကြောင့်အဲ့ဒီကြောင့်မှစာတင်ကြားပေးမှုတွေကိုရန်လာဖို့အာဏာပိုင်တွေကညွှန်ကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကလင်းငယ်တွေအတွက်အခြားလှုပ်ရှားမှုတွေလှုံ့ဆော်မှုအကြောင်းကိုဆက်လက်ဖွဲ့ဖွဲ့ပြုထားတယ်လို့သိရပါတယ်။ ကျောင်းမလောက်အားပေးတင်စားပေးနေတဲ့နိုင်ငံသားသားဆီယမ်မာတွေနဲ့တူမြန်မာနိုင်ငံသား၈ဦးကိုလည်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။လက်ရှိမှာတော့လောက်အားပေးနေတဲ့နိုင်ငံသားသားတွေအရေးယူမခံရကြောင်းထိုင်းတဲ့နေ့မှာဖော်ပြထားပါတယ်။ဒါပေမဲ့ကျောင်းတည်ထောင်သူနဲ့မြန်မာနိုင်ငံသားတွေကိုတော့ဘယ်လိုအရေးယူဆောင်ရွက်ရမလဲဆိုတာကိုစစ်ဆေးဆောင်ရွက်နေစေလို့တရားပါတယ်။ အဲ့ဒီကြောင့်မှထိုင်းစာကိုအဓိကသင်စားပေးနေပြီးမြန်မာဘာသာနဲ့အင်္ဂလိပ်ဘာသာတွေလည်းပါဝင်နေပါဗျ။အများစုဟာမြန်မာနိုင်ငံသားတဝယ်ကနေရောက်လာကြတာပါ။အသက်၅နှစ်နဲ့9နှစ်ကြာចောင်းသားចောင်းသူ၄00နီးပါးမှမှအများစုဟာပမာတွေဖြစ်နေကြပြီးမုန်နေကင်လည်းရှိကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပြသွားပါမယ်။ယူကရိန်းစစ်ပွဲရက်ဆိုင်ရေးသဘောတူညီမှုရခဲ့ရင်တော့မှဝိုင်းဝန်းမကွက်ပေးဘူးဆိုရင်ရုရှားဟာတေဇာပေါက်အဲ့ဒီသဘောတူညီချက်ကိုချိုးဖောက်လိုက်မယ်လို့ပြည်ထောင်ဝန်ကြီးချုပ်ကတတိပေးပြောကြားခဲ့ပါတယ်။ မလ20ရက်နေ့တုန်းကပြည်ထောင်ဝန်ကြီးချုပ်စာဂီဒာစတာမာလာလန်ဒန်မြို့မှာစစ်ဘက်ထိုက်တန်အရာရှိတွေနဲ့တွေ့ဆုံခဲ့ချိန်မှာအဲ့ဒီလိုပြောဆိုခဲ့တာပါရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုရက်ဆိုင်စေမဲ့ဘလို့ဂရီမျိုးသဘောတူညီမှုမျိုးရလာတာပဲဖြစ်ဖြစ်ဝိုင်းဝန်းအကာအကွယ်မပေးဘူးဆိုရင်နောက်တစ်ချိန်မှာရုရှားသမ္မတဗလာဒီမာပူတင်ကတေချာပေါက်ချိုးဖြတ်ဖြစ်ပြီးယူကရိန်းကိုထတ်ကျူကျော်မှဖြစ်တယ်လို့စတာမာကဆိုပါတယ်ရုရှားယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရရှိပြီးချိန်နောက်ပိုင်းယူကရိန်းစီငြိမ်းချမ်းရေးထိန်းသိမ်းမှုတက်တွေ ွေကိုကြီးပို့ဆောင်ဖို့ဆွေးနွေးနေတဲ့နိုင်ငံပေါင်း20ကျော်ရဲ့ကိုယ်စားလှယ်တွေကိုလည်းစတာမာကလန်ဒန်မှာဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။ပြည်ထောင်ကိုယ်တိုင်ကလည်းစစ်ပီးကာလယူကရိန်းကိုမြေပြင်သက်တွေရောတိုက်လေရင်တွင်ပါဆီလိုပြီးအကာအကွယ်ပေးဖို့စိတ်ပိုင်းဖြတ်ထားကြောင်းကြေညာထားပါတယ်။ပြည်ထောင်နဲ့မဟာမိတ်တွေဟာယူကရိန်းကိုကူညီဖို့ကိစ္စနဲ့ပတ်သက်ပြီးမူဝါဒရေးရသဘောတူညီမှုတွေအချိန်ကောင်းလာတာမှန်ပေမဲ့စစ်ရေးတည်ဆောက်မှုလက်တွေ့ကျတဲ့အစီကိုအခုကတည်းကစတင်အကောင့်ထဲပေါ်ဖို့လိုနေပြီလို့လည်းပြည်ထောင်ဝန်ကြီးချုပ်ကထုတ်ပြသွားခဲ့ ခဲ့ပါတယ်။အမေရိကန်မှာဒေါ်နယ်ထရမ့်တမရဖြစ်လာတဲ့နောက်ပိုင်းယူကရိန်းစစ်ပွဲရပ်ဆိုင်ရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ရုရှားကိုတရားစစ်တွယ်ညှိနှိုင်းမှုတွေရှိလာခြင်းနဲ့သူယူကရိန်းရဲ့အနာဂတ်လုံခြုံရေးကို ပြည်ထောင်ဥရောပကပုံမကူညီတာဝန်ပေးဖို့ဖြစ်အားတွေဖြစ်ပေါ်လာစေခဲ့ပါတယ်ရှင်။အခုတစ်ပတ်အစီအစဉ်အတွက်ဒီမာတင်ရန်နာပြစေ။လာမယ့်အပတ်စဉ်တနင်္ဂနွေနေ့ကြာရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Uh oh.